那柴火被逼进那片开裂的火芒，梦白家里变了一片深蓝。<noise> ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ One Daily Channel ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချိုးဆိုပါရရှင်။တသက်မှာတမင်္ဂလာပဲရှိရလက်ထက်ပွဲကြီးကိုလူတိမခံမဲနဲ့တိုးတိုးတိတ်လှုပ်ခဲတဲ့အပေါ်မုံတရားဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။မုံကတော့လက်ထက်ပွဲနဲ့ပတ်သက်တဲ့သတင်းကိုပရိသတ်တီကိုချိုးပြီးတော့မပြောခဲ့ပါဘူး။သူရဲ့အခြေအနေနဲ့ပတ်သက်တဲ့သတင်းတွေအိမ်အောင်ပြုမဲ့သတင်းတွေကိုကြိုတင်မပြောခဲ့သလိုလက်ထက်ပွဲတော်မှာလူသိမခံမဲနဲ့တိတိလေးကျင်းပခဲ့တာဖြစ်ပါတယ်။မုံကတော့ခရက်တွေမထကျင်လို့ပွဲလ ေးကိုတူတူတိတိလုပ်ခဲ့ပေမဲ့ပရိသတ်တီကြားမှာတော့ခရဲ့အကြီးကြီးဖြစ်ခဲ့ရပါမောကလက်ထပ်ပွဲကိုအချင်းချင်းလေးကျင်းပခဲ့တဲ့အပေါ်မှာပရိသတ်တီကြားထဲမှာအထင်လွဲစရာဝေဖန်စရာတွေဖြစ်ခဲ့တာအသေးစားပါပဲနမေရပြီသားမင်းသမီးတယောက်ကတသက်မှာတခိုင်အိမ်အောင်ပြူတာကိုလူသိရှင်ကြားခန်းခန်းနာနာမလုပ်ဘဲနဲ့ ခိုးဝက်ပြီးတော့ကျင်းပခဲ့တာမို့ပရိသတ်တွေကြားထဲမှာဝေဖန်စရာဖြစ်ခဲ့ရလဲဖြစ်ပါတယ်။တရက်တည်းအတူတူကျင်းပခဲ့တဲ့ဟင်းဝင်တို့ဝေးကတော့ကြီးချေခန်းနာလုံးလို့ဆိုရှယ်မီဒီယာတစ်ခုလုံးမှာမမြင်ချင်မအဆုံးဖြစ်နေပေမဲ့မုံရဲ့ပွဲလေးကတော့လူနေနေတဲ့အချင်းချင်းလေးသာကျင်းပခဲ့ရလဲဖြစ်ပါတယ်။အဲလိုပွဲလေးကျင်းပတဲ့မုံရဲ့လက်ထက်ပွဲအချမ်းဟိုတောင်မှအသီးမိတ်ဆွေတွေဝေးများမှပဲသိခွင့်ရကြတာပါ။မောင်ဝသူရဲ့လက်ထက်ပွဲကိုအချင်းယုံကျင်းပခဲ့သလိုလက်ထက်တဲ့တည်င်းကိုတောင်သူရဲ့အကောင့်မှာမတင်တဲ့အထီးကိုပြုတ်ဝက်ထားတာပ ွာအဲလိုမျိုးလူသိမခံနိုင်တဲ့ပွဲမျိုးကျင်းပခဲ့တာမို့ပရိသတ်တွေကြားထဲမှာကြရက်ထရင်နဲ့ပွဲဖြစ်ရတာလည်းဖြစ်ပါတယ်။ဘုံကမသိစေချင်လို့သူဝက်ထားပေမဲ့ပရိသတ်တွေကတော့အရာကိုမှပို့ပြီးတော့စိတ်ဝင်စားခဲ့ကြတာပါနော်။ဒီလောက်တောင်သူဝက်ထားတာနောက်ွယ်မှာဘာအကြောင်းရှိလို့လဲဆိုပြီးတော့စိတ်ဝင်စားနေကြသလိုမကောင်းတဲ့တဲ့နေရာလဲတစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ရလဲဖြစ်ပါတယ်။ပရိသတ်တွေက မုံကအခုလိုမျိုးတိုးတိုးတိတ်တိတ်မင်္ဂလာဆောင်တာကလေးမွေးထားလို့ဆိုပြီးတော့ဇေယုံနာမယအစထုတ်ပြောလာတဲ့သူတွေတောင်ရှိပါတယ်။မုံကလက်ထက်ပွဲမကျင်းပါခင်ကအာယုဇေယုံမှာကလေးမွေးဘူးတယ်ဆိုပြီးတော့ပြောဆိုနေကြသလိုတချို့လူတွေကတော့မုံယူတဲ့အမျိုးသားကအိမ်အောင်တဲ့ကလေးတယောက်ဖြစ်ဆိုပြီးတော့ဓပုံနေတင်ပြီးအောက်ဖဲလှန်နေကြတာလည်းဖြစ်ပါတယ်။လက်ထက်ပြီးတရက်အတွင်းမှာသူများမိသားစုကိုဖျက်ဆီးရဲဆိုတဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပေမဲ့မုံကတော့ဘာမှမဖြေရှင်းလာခဲ့ပါဘူး။မုံကဝေဖန်မှုတွေကိုမဖြေရှင်း ခဲ့ပေမဲ့သူနဲ့အတူနေနေတဲ့မိတ်ကဆရာမပြိုင်ကတော့မောကသူများတွေဝေဖန်နေတယ်လို့မဟုတ်ဘူးဆိုတာကိုဖြည့်ရှင်းလာခဲ့ရလဲဖြစ်ပါတယ်။မောကသူများထင်တယ်လို့မျိုးအိမ်တော်ကြီးကိုဖျက်ဆီးတဲ့သူတရားမဟုတ်ဘူး။မောကရိုးသားတဲ့မိန်းသမီးတယောက်ဆိုပြီးတော့ဖြည့်ရှင်းလာခဲ့တာပါ။မုံနဲ့သူခင်ပေါ်ကနေပြည်တော်မှာနေရင်နဲ့တွေးဆောင်ခဲ့ကြတာလို့ဆိုပါရယ်အဲ့ဒီအမျိုးသားကမုံအပေါ်မှာတကယ်ချစ်သလိုမုံပြစ်ချင်တဲ့အရာတွေကိုအမြဲတမ်းပံ့ပိုးပေးရတဲ့အထီးကောင်းတဲ့သူတရားလို့ဆိုပါရယ်မုံရဲ့ခင်ပေါ်ကမုံအပေါ်မှာလည်းတကယ်ချစ်ပြီးတော့အလိုလိုက်သ တယ်လို့ပဝင်းချင်းအပေါ်မှာလည်းကောင်းတဲ့လူတယောက်ပါတယ်နော်ပရိသတ်တီဈာထဲမှာပြတ်နေတယ်လို့မုံအမျိုးသားကအိမ်တော်တဲ့တယောက်လည်းမဟုတ်ဘူးလို့ဆိုပါတယ်မုံရဲ့အမျိုးသားကကလေးရှိရဲ့ဆိုရဲကိစ္စကလုံးဝမဟုတ်ပဲ ဒါရေမယောသေးတဲ့လူပြိုကြီးတယောက်ဆိုပြီးတော့အမှန်တရားကိုအားလုံးသိလာအောင်ပြောပြလာခဲ့ရလဲဖြစ်ပါတယ်။မုံကမဖြေရှင်းခဲ့ပေမဲ့အဖြစ်မှန်ကိုအစအဆုံးသိတဲ့မိကမပြိုင်ကတော့မုံဝေဖန်ခံနေရတာကိုမကြည့်နိုင်လို့အဖြစ်မှန်ကိုထုတ်ပြောလိုက်တာလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။